အမေရိကန်အစိုးရလက်ပတ်မှုတွေရပ်တန့်နေတာဒီကနေ့အောက်တိုဘာလ12ရက်နေ့ဆိုရင်12ရက်တင်းတင်းပြေးခဲ့ပါပြီဒီလိုလက်ပတ်မှုတွေရပ်တန့်နေတာဒီမိုကရက်တီကြောင်းလို့သမ္မတထရမ့်နဲ့ရီပပ်ဘလီကန်ပါတီခေါင်းဆောင်တွေကအပြစ်ဖို့ပြောဆိုနေကြတဲ့အပေါ်အမေရိကန်ပြည်သူတွေကရောဘယ်လိုရှုမြင်ကြပါသလဲအစိုးရရန်ရက်လက်ပတ်မှုရပ်တန့်နေတဲ့အောက်တိုဘာလ4ရက်နဲ့6ရက်အကြား USA Today သတင်းဌာနကကောက်ယူခဲ့တဲ့စစ်တမ်းအရာစီးပွားရေးနဲ့ပတ်သက်လို့သမ္မတထရမ့်ကို ထောက်ခံမှုပေးသူ36ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ် ဒီစစ်တမ်းရဲ့အ short အတင်းမှားယွင်းမှုရှိနိုင်တဲ့ပမာဏက300ခန်းတုန်းကနေ900ခန်းတုန်းအကြားရှိတယ်လို့ဆိုပါတယ်။ဒါအပြင်အခုအစိုးရလုပ်ငန်းတွေရပ်တန့်နေတာဟာဒီမိုကရက်ကြောင့်ဆိုရတဲ့ Republican တွေကိုအမေရိကန်ပြည်သူအများစုကအပြစ်မြင်ဖို့ရှိတယ်လို့ဆိုပါတယ်။ရခိုင်နှုန်းအဖြစ်တော့ Republican ကြောင့်လို့ထင်သူက51ရခိုင်နှုန်းနဲ့ Democrat ကြောင့်လို့ထင်သူက30ရခိုင်နှုန်းရှိတယ်လို့ပြောပါတယ်။ National က ြည်တွင်းလုံခြုံရေးတပ်ဖွဲ့တွေမြို့ပြတွေကိုဆစ်လွတ်တဲ့ကိစ္စနဲ့ပတ်သက်လို့ writer သတင်းဌာနကစစ်တမ်းကောက်ယူခဲ့တာမှာလဲအမေရိကန်ပြည်သူ၄၀ရာခိုင်နှုန်းကထောက်ခံကြောင်းတွေ့ခဲ့ရပါတယ်။ဒီချိန်ထဲမှာပဲသမရအနေနဲ့တပ်ဖွဲ့တွေကိုပြင်ပရန်ကိုကာကွယ်ဖို့အတွက်ပဲဆီလွတ်တဲ့နယ်လို့စစ်တမ်းရဲ့98ရာခိုင်နှုန်းကဖြေဆိုခဲ့ကြပါတယ်။ဒီစစ်တမ်းရဲ့အလျှော့တင်းနဲ့မာရွေမှုရှိနိုင်ခြင်းဟာ300ခိုင်နှုန်းဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။